မင်္ဂလာပါဒီနေ့ Poly Talks Channel ပရိသတ်များကိုကဘာကျော်ပြည်တနာရှုပ်ထုတ်ဖန်တီးရှင်ဒို့မဟုတ်အာတာဦးလာကြရှုံငန်းဆိုတဲ့အတွေးမြင်ဆောင်ပါကိုဖတ်ပြချင်ပါတယ်ဒီဆောင်ပါကို Western News မှ ရေးသားထားတာပါ အာတာဦးလာဟာရခိုင်နဲ့ဗလားနေဆက်မှာအတော်များများမှုနှောက်ရှုပ်ပွေခဲ့သူတဦးလေးဖြစ်ပါတယ်ပရိသတ်များနားဆက်ကြည့်ပါခင်ဗျဆလိုက်ကြရအောင် လူမျိုးရေးဘာသာရေးကိုအခြေခံပြီးကြီးလေးသည့်ဘေးထွက်ဆိုးကျိုးနှင့်ကြောက်မက်ဖွယ်အကြမ်းဖက်မှုစစ်ပွဲကြီးတစ်ခုကိုရခိုင်ပြည်တွင်ဖန်တီးပုံဖော်ခဲ့သူမှာအာတာဦးလာဟုဆိုလျင်တန်လျာဝင်မီလောနေဆက်ကမူရစ်ဆေးဝါးနှိမ်နှင်းမှုစစ်စင်ရေးတွင်ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေး DGF အာရရှိတအူကိုတက်ဖြတ်ခဲ့မှုနှင့် အခြားနေဆက်ဒေသကရာဇဝတ်ပြစ်မှုများအတွက် အာတာဦးလာနှင့်အာစာခေါင်းဆောင်များကိုဘင်္ဂလားဒေ့ရှ်ကယခုအခါဖမ်းဆီးထားသည်အာတာဦးလာ အတာဦးလာအဘူအမ်မာဂျူနူနီသည်ရခိုင်ပြည်ဇာတိမဟုတ်ပေပါကစ္စတန်တွင်မွေးဖွားပြီးငွေကြေးတက်နိုင်သည့်အတိုင်းဝိုင်းကဆင်းသက်လာသည့်ဖခင်မှာမောက်တော်မြောက်ပိုင်းဇာတိဖြစ်သည့်ငယ်စဉ်ကကရာချီမျိုးရှိနမေဂျော်ဒေါ်ရလူလူအစ္စလမ်ဘာသာရေးကျောင်းတွင်တက်ခဲ့ပြီးပညာဆက်သင်ရန်ဆော်ဒီအာရေဗျနိုင်ငံမျိုးတော်ရီယတ်တို့မိသားစုအလိုက်ပြောင်းရွှေ့အခြေချခဲ့သည်အတာဦးလာသည်ဗလီတစ်ခုတွင်ကိုရန်ကျမ်းစာကိုအလွတ်ရွတ်ပြနိုင်သည့်ဖြင့်ဆော်ဒီနိုင်ငံသားများ၏အာယုံဆိုင်မှုကိုရရှိပြီး နမေရလာသည်အာတာဦးလာသည်မွတ်စလင်ရိုဟင်ဂျာဥရဒူဘင်္ဂါလီနှင့် အာရီဘာသာစကားများကိုကျွမ်းကျင်စွာပြောနိုင်ပြီးစီယုံရေးကောင်းသူတဦးဖြစ်သည်ယင်းသည်အာရကန်ရိုဟင်ဂျာကဲတင်ရေးတပ်မတော်ဘာသာကို2010နှစ်တွင် ဆော်ဒီအာရီဗျနိုင်ငံမကမြို့တွင်တီထောင်သူတွေကတဦးဖြစ်သည်အ धिक ရည်ရွယ်ချက်မှာ2012ခုနှစ်တွင်ဖြစ်ခဲ့သောအ धिक ယုံတွင်မွတ်စလင်များဖိနှိပ်ခံရသည်ဟုအမည်ရှိပြီးပြန်တိုက်မိဟုဆိုသည် 2010နှစ်ခုနှစ်မေလတွင်ရန်ပြဲမြို့နယ်ကြောင်နီမော်ကျေးရွာကရခိုင်မျိုးသမီးတဦးကိုမွ슬လင်၃ဦးကအဓမ္မပြုကျင့်တပ်ဖြတ်ခဲ့ပြီးနောက်တောင်ကုန်းတွင်မွ슬လင်10ဦးတပ်ဖြတ်ခံရသည်။ယင်းအမှုကနေလူမျိုးရေးဆန်ဆန်အကြမ်းဖက်မှုများရခိုင်ပြည်အနှံ့ကိုကူးဆက်သွားခဲ့လေသည်။ပြည်ပခများကြောင့်တေဆုံးတန်ရာရသူများနှင့်ချီရှိခဲ့ပြီးနှစ်ဖက်အတိုင်းဝိုင်းကြားတောင်းနှင့်ချီသည့်ပြည်သူများလည်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ထိုပြည်ပခကိုအကြောင်းရှာကား အာတာဦးလာသည် ဆော်ဒီအာရေဗျနိုင်ငံမှရခိုင်ပြည်သို့ခိုးဝင်ရောက်လာသည်ရခိုင်နေမွတ်စလင်ရိုဟင်ဂျာများကိုကယ်တင်မည်ဟုအကြောင်းပြပြီး2013ခုနှစ်တွင် အာတာဦးလာသည်မောင်တော့မြောက်ပိုင်းသို့ကွင်းစင်းကဒေသခံမွတ်စလင်ဘာသာရေးကောင်းဆောင်များကိုစီယုံပြီးလှုပ်ဝက်လှုပ်ရှားမှုများစတင်တော်သည့်ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့်မေယူတောင်ကျောကိုအခြေပြုပြီးနေကြားဆောင်တပ်များကိုတိုက်ခိုက်မှုခက်စိတ်စိတ်လုပ်ပြလာသည်အာတာဦးလာသည်မျက်နှာဖုံးစွတ်တနက်ကင်ထားသည့်အချွေအယံများဖြင့် ရိုဟင်ဂျာမွတ်စလင်များလူမျိုးရေးအတွက်တိုက်ခိုက်မိဟုဗီဒီယိုကတစင်ကိုထင်ပြကြဘုံဝါလာခဲ့သည်2016အောက်တိုဘာတွင်မောင်တော်မျိုးနယ်ကနေချားဆောင်ရဲစခန်း၃ခုကိုဝင်စီးနှင်းခဲ့ပြီးရဲကိုဦးကိုတပ်ဖြတ်ခဲ့သည်နေချားဆောင်စခန်းများကိုပျောက်ကြားစနစ်ဖြင့်မကြာခဏတိုက်ခိုက်ကာမွတ်စလင်များယုံကြည်လာအောင်လုပ်ပြသည့်ရင်းကြောင့်မွတ်စလင်လူငယ်အချို့မှလည်း အာတာဥလာကိုကဲတင်ရှင်အမြင်ဖြင့်တပည့်ခံပူပေါင်းကြလေသည်ယင်းအချိန်သည်ယခင်ရှိနှင့်ပြီးသားဝါယင်မွတ်စလင်အဖွဲ့ရစော့အားပြောချိန်ဖြစ်သည့်ဖြင့်အာစာအတွက်အခွင့်ကောင်းရခဲ့သည်ကဘာကျော်အကြမ်းဖက်မှုပုံဖော်ပြီးအာစာတက်သည်2019ဩဂုတ်25ရက်တွင် ဘူးဒီတောင်မောင်တော်ရတိတောင်ကတရင်ဌာနချုပ်တစ်ခုနှင့်ရဲစခန်းသုံးဆဲ့ကျော်ကိုတပြိုင်နက်တည်းဝင်ရိုက်ခိုက်ခဲ့သည်ရင်းဖြစ်စဉ်တည်းရခိုင်ဒေသခံမျိုးခမီးတက်တိုင်းနဲ့မာရမာလူဦးရေ300ထက်မနည်းကိုလည်းအာစာကတက်ဖြတ်လိုက်သည်ရင်ထဲတွင်မောင်တော်မျိုးနှင့်ခမောင်းစိတ်ရဲဘော်ကြနှင့်မြို့သူကြီးကြီးရွာတို့မှဟိန်နူဘာသာဝင်တရားကျော်လည်းအသေးဆုံးခဲ့ရသည်ရင်းကြောင့်အာစာကိုအကြမ်းဖက်ဖွဲ့အဖြစ်မြမအစိုးရကကြီးညာသည်မြမစစ်တပ်ကလည်းဇွဲမှန်ဟုံစစ်စင်ရေးအမည်ဖြင့် အာစာကိုနှိမ်နှင်းသည်ယင်းအထက်အယက်သားမွတ်စလင်များကိုမြန်မာစစ်တပ်ကအစုလိုက်ပြုံလိုက်တပ်ဖြတ်မိရှုဖြစ်စည်းကမွတ်စလင်တွေ့လျင်အပြောင်ရှင်းသည့်ဖြူဟာကျင့်သုံးခဲ့သည်ထို့သို့ပြင်းထန်လာသောအကြမ်းဖက်တိုက်ခိုက်မှုများကြောင့်မွတ်စလင်ကြီးရွာယာနစ်ချီမိရှုခံခဲ့ရပြီးလူဦးရေ9သိန်းကျော်လဲဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခိုလုံခဲ့ရသည့်ဖြစ်စဉ်နောက်ဆက်တွဲအဖြစ်မြန်မာစစ်တပ်နှင့်ခေါင်းဆောင်များကိုလူမျိုးတုံးတပ်ဖြတ်မှုဖြင့်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ နှင့် ICC တို့တွင်တရားစွဲဆိုခံထားရသည့်ထိုဖြစ်စဉ်ကိုစမ်းစစ်လျင်အာတာဦးလာကျန်စီမှု၏တက်ရောက်မှုဖြစ်ပြီးကမ္ဘာမျက်နှာစာတွင်မွတ်စလင်ရေးနာမည်ရလာသည်ဒုက္ခသည် စခန်းတွင် အကြမ်းဖက်မှု အာတာဦးလာလောက်ရက်နှင့်မြန်မာစစ်တပ်နှိမ်နှင်းမှုကိုပြည်သူများသာအများဆုံးခံစားခဲ့ရပြီးယနေ့ထိဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင်မွတ်စလင်များနေထိုင်ကြရဆဲဖြစ်သည့်မြန်မာစစ်တပ်၏စစ်စင်ရေးသည်မွတ်စလင်ပြည်သူဘဝအတိတ်ဒုက္ခတက်ရောက်စေခဲ့သည့်2019နောက်ပိုင်းတွင် အာတာဥလာသည်လည်းဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်ခိုးလုံကာအင်အားတဖန်ပြန့်မွေးသည်။ယင်းအပြင်အာစာသည်ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်မူရစေဝါကုံသွဲမှုတရားမဝင်မှောင်ခိုပစ္စည်းတင်သွင်းမှုဖြင့်တည်ရန်ပုံငွေထပ်မံအားဖြစ်လာသည်။အာတာဥလာသည်အာဖဂန်နစ္စတန်နှင့်ပါကစ္စတန်ရှိအကြမ်းဖက်အုပ်စုများထံမှအကူအညီရယူသည်။အာစာသည်မွတ်စလင်စီးပွားရေးလုပ်ငန်းရှင်များထံမှ စက်ကြီးကောက်ကောက်သည့်စီးပွားရေးသမားများကိုပြန်ပေးဆွဲသည့်လူတက်မှုများကိုပေါ်ပေါ်တင်တင်တောက်လျှောက်ကျူးလွန်သည့်ရင်းချက်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကတည်တော်လဲလစ်လျူရှုခဲ့သည်။အာဆာသည်ဒုက္ခသည်စခန်းတွင် အာဏာကြီးဆိုးရိမ်အတွက်ဝေဖန်သူများကိုတပ်ဖြတ်ပြပြီးအကြောက်တရားတွင်းအုပ်ဆိုးသည့်ထင်ရှားမှုတစ်ခုမှာ2020ခုနှစ်စက်တင်ဘာတွင်မွတ်စလင်ဒုက္ခသည်စခန်းကောင်းဆောင်လူချစ်လူခင်များသူမိုဟီဘူလာကိုတပ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူရူဆိုကလည်းစခန်းအတွင်းဩဇာတိဆောက်လာသဖြင့်အာဇာနှင့်ရူဆိုတို့စခန်းထဲမကြာခဏပြစ်ခတ်မှုများရှိပြီးနေဆက်တွင်လည်းတိုက်ပွဲများဖြစ်ခဲ့ကြသည့်ရင်းချီနေများကြောင့်ဒုက္ခသည်များမှလည်းလုံခြုံမှုကင်းမဲ့စေခဲ့သည့်ထို့အခြေအနေများကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကမတိကျူးကျွန်ပြုသည်ရန်သူပေါ်ဝါမှမိတ်ဆွေဖြစ်သူ2019တွင်အကြိတ်အနယ်ရန်သူအဖြစ်တိုက်ခိုက်ခဲ့ကြသည့်မြန်မာစစ်တပ်နှင့် အာစာတို့တဖန်လေပင်ဖက်မိတ်ဆွေကဲ့သို့ရောက်သွားပြန်သည့်အကျန်းဖက်အဖွဲ့ဟုကြေညာထားသည့်အာစာနှင့်စစ်ကောင်စီပူးပေါင်းသွားမှုအပေါ်မြန်မာပြည်သူများကပြင်းပြင်းထန်ထန်ဝေဖန်မှုများထွက်ပေါ်လာသည်။ရခိုင်ပြည်တိုင်းတိုက်ပွဲအရှိန်မြင့်လာချိန်အာစာသည်အခွင့်အရေးရလိုရကြောင်းစစ်ကောင်စီနှင့်မဟာမိတ်ဖွဲ့ကအာရခတပ်တော်လာကို တိုက်ခိုက်သည့်စစ်ကောင်စီကလည်းအာအောင်နိုင်ရေးအတွက် အာစာပေါ်လက်နက်အကူအညီနဲ့လုတ်ပိုင်ခွင့်များစွာပေးပြီးသူကောင်းပြုမြောက်စားလာသည့်ကိုတိုက်ထုတ်နိုင်လျင်ဘူးတီတောင်မောင်တော်ကိုအာစာထံသို့ပေးမည်ဟုစစ်ကောင်စီကကတိကဝတ်ပြုခဲ့ကြောင်းစစ်ကောင်စီ၏ရိုဝတ်မှုများပေါ်ထွက်လာခဲ့သည်စစ်ကောင်စီမျက်နှာပေးမှုဖြင့်အာစာသည်ဘူးတီတောင်မြို့ပေါ်ကရခိုင်နေအိမ်များကိုမိရှို့ခြင်းငင်းတို့ကိုမထောက်ခံသည့်မွတ်စလင်များကို တက်ဖြတ်ခြင်းစသည့်စစ်ရာဇဝမှုများစွာကိုကျူးလွန်ခဲ့သည့်ရကိုတိုက်ရန်လိုအပ်သောစစ်သားအရင်းမြစ်များကိုဘူးတီတောင်မောင်တော်နှင့်ဒုက္ခသည်စခန်းကလူငယ်များကိုချင်းချောက်အကြက်ကင်ပြီးစစ်ကောင်စီထံအာစာကတက်သားတဲ့ရောင်းစားခဲ့သည့်တိုက်ပွဲများတွင်စစ်ကောင်စီဘက်ကနေအပြင်းထန်ခုခံခဲ့တော်လဲညာထံရေးနှင်းကအာစာသည်ဒုက္ခသည်စခန်းသို့တက်ဆုတ်ခဲ့ပြန်သည်ထို့သို့အာစာသည် တော်လန်ရေးနိုင်ငံရေးခိုင်မာသည့်ယက်တီချက်မူဝါဒမရှိဘဲတပြအစင်းဖြင့်မိုက်ရှူရဲဆန်သည့်လုပ်ရက်များဖြင့်အချိန်ကုန်ခဲ့သည့်မွတ်စလင်မျိုးသားရေးကိုဗန်းပြကမြန်မာစစ်တပ်ကိုတိုက်လိုက်မြန်မာစစ်တပ်နှင့်မဟာမိတ်ဖွဲ့လိုက်တာကိုတိုက်လိုက်နှင့်မျက်နှာများသည့်အာဆာကိုမွတ်စလင်များကလက်မခံတော့ချေတဖန်မောင်တော်ဒေတာကိုပွားသိမ့်ပိုက်ပြီး2024နှစ်ကုန်ပိုင်းတွင်လက်ပြန်တိုက်မိဟုဒုက္ခသည်စခန်းကနေထပ်မံကြီးညာလာပြန်သည်2024 2025ယခုချိန်ထိဘူးတီတောင်ရတိတောင်မှာ တောဒေတာနေရခိုင်နဲ့မျိုးနွယ်စုများကိုမကြာခဏအကြမ်းဖက်တိုက်ခိုက်တပ်ဖြတ်သည်အာရှခေါင်းဆောင်သည်ဒုက္ခသည်စခန်းကိုလူသားရင်းမြစ်စုဝေးရာနေရာဖြင့်လိုဒလိုချိလဲသည်ထို့သောဒုက္ခသည်များကိုပြစ်မှတ်ထားတပ်ဖြတ်မှုများကျူးလွန်ခဲ့သည့်ဖြင့်ဘင်္ဂလားဒေ့ရှ်အနေဖြင့်နိုင်ငံတကာရာဇဝတ်ခုံရုံးတို့တွင်တရားစွဲတင်ကြောင်း Fortified Rights တောင်းဆိုသည်ထို့သူဒုက္ခသည်စခန်းများအတွင်ရရှာဝူဆုံနှင့်မွတ်စလင်လက်နက်ကိုင်အဖွဲ့များသည်2021ခုနှစ်2024ခုနှစ်အတွင်း လူ220ထက်မနည်းကိုတပ်ဖြတ်ခဲ့ကြောင်း Fortify Rights ကထောက်ပြသည်။အာတာဦးလာကြာရှုံးကန်းနှင့်စဉ်းစားစရာများထို့သို့ရခိုင်ရေးတွင်နည်းနည်းရှုပ်ထွေးသည့်ပဋိပက္ခများကို73နှစ်ကြာဖန်တီးခဲ့သူအာတာဦးလာကိုရခိုင်ကတည်းကဖမ်းဆီးရန်ပြက်ကွက်ခဲ့သည့်ဘင်္ဂလားဒေ့ရှ်သည်ယခုအချိန်ဖမ်းဆီးလိုက်ခြင်းမှာရိုးရှင်းမနေပေ။အာရခတ်တတော်သည်နေဆက်အပါဝင်ရခိုင်တပြည်လုံးနီးပါးကိုတိမ့်ပိုက်ထားခြင်းဒုက္ခသည်စခန်းများကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရောက်လာပြီးချိန်နှင့်တိုက်ဆိုင်နေသည့်ကုလအကြီးအကဲကမွတ်စလင်များနေရပြန်နိုင်ရေးအဖြစ်ရှာရန်အားနှင့်ဆက်ဆံရမည်ဘင်္ဂလားဒေ့ရှ်အကြီးအကဲယူနုစ်ကလည်းဒုက္ခသည်များနောက်နှစ်တွင်အိမ်ပြန်ရမည်ဟုကတိပြုထားသည် ထိုအကြောင်းအရာများကိုတုံးသက်ကြည့်ပါကဘင်္ဂလားဒေ့ရှ်သည်ဒုက္ခသည်အရေးရခိုင်ရေးနှင့်ပတ်သက်ပြီးယက်တီကျဲစူးစားပုံမဟာပြူဟာများစတင်ပြောင်းလဲလာနေပြီလားသို့မဟုတ်နိုင်ငံရေးကစားကွက်တစ်ခုလားဒုက္ခသည်အရေးကိုကဘာကစိတ်ဝင်စားမှုထပ်မံမြင့်တက်စေရန်အရွှေတစ်ခုဖန်တီးပြခြင်းလေလောစသည်ဖြင့်မသေးကွဲသည့်ပုံစံများစွာရှိနေလာသည်ပြန်ကောက်ရလျင်ရခိုင်နှင့်မွတ်စလင်အတိုင်းဝိုင်းကြားမတူကွဲပြားမှုကိုအခွင့်ကောင်းယူကာထိလွယ်ချလွယ်အကဲဆက်သည့်လုပ်ရက်များကို စစ်အာဏာရှင်နှင့်အတူအာတာဥလာကလည်းဖန်တီးခဲ့သည့်ငင်းတို့လုပ်ရက်များကြောင့်ကဘာဒုက္ခတဲ့စခန်းကြီးသည်ယနေ့အချိန်ထိရှင်းရခတ်သည့်ပြည်တနာ ICJ ICC စသည့်ထိတ်တန့်ရောက်အမှုများစွာ ဖြစ်စေခဲ့သည် ထို့ကြောင့် ကဘာအရှုတ်တော်ဘုံပြတနာကြီးဖန်တီးခဲ့သူရခိုင်ပြည်ရဲ့အကြမ်းဖက်လုပ်ရက်များတွင်တာဝန်ရှိသူအာတာဦးလာကိုဘင်္ဂလားဒေ့ရှ်ကမြို့မီပုံတရားစီရင်မိနီအကြမ်းဖက်ခံရသူတို့၏တရားမျှတမှုအတွက်နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ပို့နိုင်မီလောနောက်ထပ်ကြံနေသေးသည့်ခေါင်းဆောင်နှုတ်ဦးကိုဖမ်းဆီးကာအာစာကိုအမြင့်ဖြတ်နိုင်မီလောစသည့်ဖြင့်စိတ်ဝင်စားစရာနောက်ဆက်တွဲမေးခွန်းများရှိနှင့်ဦးမီဖြစ်ပါကြောင်းတင်ပြရင်းဒီဆောင်မကိုဒီမာရင်အဆုံးတက်လိုက်ရပါတယ်ခင်ဗျာ။ အဆုံးအထိကြီးစုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နော်။နေ့တိုင်းစိတ်ချမ်းသာပါစေဗျာ။နောက်ထပ်သတင်းထူးတွေကိုအများရန်တင်ပြပေးမှာဖြစ်တဲ့အတွက်ဒီ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့။ See you next video.